င်းစီကစားပါကမိမိကပရိသတ်တင်ရန်ကနေကာဝယ်ပေးခဲ့တဲ့အတွက်အထူးချီးကျူးခံရရတဲ့မော်ရီဟိုချဲစီနဲ့ပွဲကမိမိကအသင်းပရိသတ်တင်ရလောရက်ကရုပ်ပေါလုံးပါရင်စတန်ဖို့ဘရစ်မှာဝေကွင်းပွဲစဉ်လာကစားတဲ့မိမိကပရိသတ်တင်ဟာချဲစီသင်းကောင်းဆောင်အန်ဆိုဖာနဲ့ကိုပြစ်မှတ်တာတိုက်ခိုက်ခဲ့ကြတာဖြစ်ပါရင်မိမိကပရိသတ်တင်နေနဲ့သူတို့အသင်းဟောင်းကစားမကိုခုလိုမျိုးလုပ်တာကအတော်လေးကိုမှားယွင်းနေတဲ့လောရက်ဖြစ်ပါရင်အန်ဆိုဆိုတော့မိမိကကိုပြောင်းရွှေ့ခြင်းများစွာရှာပေးခဲ့ပြီးအကျိုးရှိတဲ့ကစားမပါ ဒီလိုစားမမျိုးကိုအခုလိုလုံးခင်တာကဗီမီကပရိသတ်တွေရိုင်းဆိုင်မှုကိုပေါ်လင်းစေခဲ့တာဖြစ်ပါတယ်။မီဒီယာတွေကအထူးချီးကျူးခြင်းကိုခံနေရသူကတော့ဟိုစင်မော်ရီဟိုပါပဲ။ဗီမီကနီးပြမော်ရီဟိုအနေနဲ့သူအသင်းပရိသတ်တွေကိုဒီလိုမလုပ်ဖို့တားမြစ်ခဲ့တယ်လို့အသင်းအကစားသမားအန်ဆိုကိုကာကွယ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ပြင်းစင်ကိုတင်စားပြောပြရရင်ချဲစင်းအသင်းဟာဗီမီကအသင်းရဲ့ချန်ပီယံလိပွဲစဉ်မှာရီယောသွင်းယူခဲ့တဲ့အုံကိုနဲ့ပဲပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ဒီကောကမရှိနဲ့ဦးဆောင်ထားနိုင်ခြင်းမှာဗီမီကအသင်းပရိသတ်တွေဘက်မှာချဲစီတောင်းခံမရခဲ့ပါတယ်။တောင်းခံမကိုကန်တင်ပေးဖို့ရအန်ဆိုကပြင်ဆင်ခဲ့တာပါ။ ဒီချိန်မှာပဲဘီဘီကပရိသတ်တွေအားအန်ဆိုကိုဒေါသနဲ့ချင်းနဲ့အော်ဟစ်နောက်ပြောင်းခဲ့တယ်လို့အရာဝတ္ထုတွေနဲ့ပြပခဲ့ကြပြပါရင်ဘီကပရိသတ်တွေရဲ့ကိုသင်းကစားသမားဟောင်းအပေါ်ပြမှုပုံကရိုင်းဆိုင်လို့နေလို့ဆိုရမှာပါဒီချိန်မှာမော်ရင်ဟိုကဒီစနီအေရီယာတွေကနေထွက်လာခဲ့ပြီးဘီဘီကပရိသတ်တွေကိုဒီလိုမျိုးမလုပ်ဖို့တားဆီးခဲ့တော့တာဖြစ်ပါရင်ဘီကစားမတွေကလည်းအသင်းပရိသတ်တွေကိုဒီလိုမလုပ်ဖို့ဝိုင်းဝန်းဖျောက်ပြပေးခဲ့ကြပါရင်မော်ရီဝဲလိုရက်ကချီချူးစရာဖြစ်ပြီးတော့လူကြီးလူကောင်းစံနေလို့ပရိသတ်တွေကဝိုင်းဝန်းချီချူးမှုအရာရှိနေပါတယ်။ဒီကနေ့မှအန်ဆိုကဘီမီကပရိသတ်တွေအခုလောက်ထိနာကျေးစရာနေရာအကြောင်းရှိပါဘူး။ အန်စွာဗီမီကာမှာအချိန်တိုလင်းတာကစားခဲ့ပေမယ့်အသင်းတော်များချင်းအကျိုးဖြစ်စေခဲ့သူဖြစ်ပါရင်အသင်းအတွက်ရာသီဝိုင်လေးပဲကစားပေးပြီးပြောင်းရွှေ့ခြင်းပေါင်တန်းရာရင်းချီရှာပေးခဲ့တာအန်စွာဖြစ်ပါရင်ရေမပလိကနေဗီမီကာအသင်းစဉ်2023ရာသီစမှာရောက်ခဲ့တဲ့အန်စွာအသင်းတော်များချင်းအကျိုးပြုခဲ့တာပါရာသီဝိုင်အတွင်းမှာ 29ပွဲကစားလေးကိုတွင်ခြောက်ကိုဖန်နေပေးနိုင်ခဲ့တယ်လို့ပြောင်းရွှေ့ခြင်းနဲ့အများကြီးရှာဖွေပေးနိုင်ခဲ့တာဖြစ်ပါရင်မိမိကတော့ရာသီဝက်မာရင်အန်ဆိုကိုပြောင်းရွှေ့ခြင်းပေါင်150တန်းနဲ့ချင်းစီစီရောင်းချနိုင်ခဲ့တာဖြစ်ပါရင်ရာသီဝက်ကစားပြီးတန်းရာချီရှာပေးခဲ့တဲ့ကစားမတူကိုမိမိကပရိသတ်တွေဆက်ဆံဖို့ကမူမှန်ပါဘူးကိုအသင်းကိုခြေစုံပြစ်ထားခဲ့သူလည်းမဟုတ်အသင်းရဲ့ဒီရင်ထွက်အကယ်ဒမီကစားမတယောက်လည်းမဟုတ်သူကိုဒီလောက်ထိစိတ်နာစရာကိစ္စမရှိပါဘူးဒါကရိုင်းပြတာတသက်ပါမိမိကပရိသတ်တွေရဲ့လောက်ရက်ကရုပ်ပေါက်လင်းနေလို့ဆိုရမှာဖြစ်ပါရင် ။အန်ဆိုအဆန်အော်ရီစီကိုရလာခဲ့တဲ့အသင်းအောင်ပရိသတ်တွေကိုလက်ခုပ်တီးကြိုဆိုခဲ့ပေမယ့်သူပြန်ရခဲ့တာကဝိုင်းဝန်းအောင်ပြောင်းခြင်းပဲဖြစ်ပါရင်ချဲစီတို့ရေးချစ်တဲ့အချိန်မှာကစားပုံကောက်ကောင်းခဲ့ပေမယ့်နိုင်ဝဲယူနိုင်ခဲ့တာကပေါ်လခဏဆောင်ပါရင်နောက်ဆုံးလေးဘက်မှာအနီကတ်၃ချင်းထိခဲ့တဲ့ချဲစီတို့စီကမ်းပိုင်းဆိုင်ရာတင်းကျပ်မှုတွေမှာတော့လွှဲရတော့မှာဖြစ်ပါရင်မော်ရီယိုအတွက်ကတော့အသင်းအောင်နဲ့အချိန်မှာနိုင်ဝဲမြူနိုင်ခဲ့ပေမယ့်ချီယူစီအကောင်းနဲ့လွှဲရကိုတော့လုံနိုင်ခဲ့တာဖြစ်ပါရင်မော်ရီဟိုအချင်းစီတဲ့ရဲ့ကလဝင်းနီးပြအတူဖြစ်ပြီးတော့နှစ်ကြိမ်ထိကိုင်ရွယ်ခဲ့ဖို့သူပါသူကိုင်ရွယ်ခဲ့စဉ်ကာလမှာမော်ရီဟိုအချင်းစီအသင်းကိုပရီးမီးယားလိချန်ပီယံနှစ်ကြိမ်ပါဝင်ဆူလာပေါင်းများစွာစုကူနိုင်ခဲ့ပေးသူဖြစ်ပါရင်